မင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဒီနေ့တော့ကိုညာသားနဲ့ကျွန်တော်ရဲ့တိုက်ပီယာအဖေအဖေဆွေးနွေးတဲ့အစီအစဉ်မှာနောက်ဆုံးရတိုက်ပွဲသတင်းတွေပါမှာဖြစ်တယ်လို့ခွေးချင်းခွေးချင်းကြိုက်တဲ့ကိစ္စတွေရှိမယ်နောက်ပြီးတော့ကျွန်တော်တို့အတိတ်အနာဂတ်ပြစ်ဆုံးပံဖြစ်တဲ့ NUG NC ပါလေ SGUB NDLA အန်ဒီအဲဒီ NCGUB ပေါ့နော် SGUB တော့အဲဆိုးရဆိုတဲ့ဒီရှေ့မှာပေါ်ပေါက်ခဲ့မှုတွေအခြေအနေတွေကို အချင်းလေးပေါ့ဗျာဟင်းခင်ဗျားတို့ကိုကျွန်တော်တို့လုကောက်မယ်အုံနောက်ကိုမှုန်တိုင်းဆင်တိုင်းမှာဖြစ်တယ်နော်အဲ့တော့ကဲကိုညာသားကြီးဒီနေ့ကတော့ကျွန်တော်တို့ရွှေဘုံမှာတော့ဆော်တယ်နော်ရွှေဘုံမှာဆော်တယ်ရွှေဘုံမှာဆော်တယ်ဒီရွှေဘုံမှာဆိုရင်ပွဲနဲ့ကြမ်းနေဗျာဟင်းဒီရွှေဘူခရင်တက်ရင်နေပေါ့နော်စူပေါင်းပြီးတော့တိုက်ချရတယ်။အာတပေါင်းစုပြစ်သွားတာ။အာတပေါင်းစုပေါ့နော်ဘောမျိုးပေါ့ဗျာ။အားရစီ။အင်းအားရစီပါပေါ့မင်္ဂလာရှိတာပေါ့နော်။ ီရွှေဘုံတွေမှာရှိတယ်ဒီ PDF ပေါ့เนาะဘာသာဘာကုန်ပေါ့လေเนาะအဲ့ဒါကြီးစုပေါင်းပြီးတော့ online အဖွဲ့တွေကနေပြီးတော့တိုက်ခိုက်သိမ်းပိုက်တာပေါ့ဗျာอืมအဲ့ဒီမှာဆယ်ပင်ကျွန်းပြူသွားစကန်ကိုသိမ်းတာဗျာအဲ့လိုစကန်သိမ်းတဲ့နေရာမှာဒီလက်ရှိစက္ကစရန်သူဘက်ကပေါ့เนาะဒီတဦးကြဆုံးပြီးတော့၁၈ဦးကိုတုံပန်းနေတဲ့ဖန်စီရရှိရတော့သိရတယ်အေးအညာမှာတော့ဟိုလက်ရည်တက်လာ လက်ရည်တက်လာပေါ့လက်ရည်တက်လာဟုတ်ပါဘူးဒါပေမဲ့ဒီလေရင်ကိစ္စလည်းဒီနေ့ဒီမပြီးသေးဘူးဟုတ်ကဲ့ဟုတ်ဘယ်လိုပြစ်ချမှန်းမသိဘူးဟုတ်ကဲ့ဟုတ်ကဲ့ပြစ်ချပါလေလို့ပြောလဲမဟုတ်သေးဘူးပြက်ကြပါလေလို့ပြောလဲပြောတဲ့လူကလည်းပြောနေတော့ဟုတ်ကဲ့ဆိုတော့ဒါပါဒါတွေကတော့မပြောတော့ပါဘူးဟုတ်ကဲ့ဟိုကျွန်တော်တို့ကရွေးချယ်စရာကဘာမှမရှိတော့ဟုတ်ကဲ့ကျွန်တော်လက်နက်ကင်လမ်းစဉ်တော်လန်ကြီးပေါ့နော်တော်လန်ကြီးလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ပြီးတဲ့အချိန်မှာပေါ့ကျွန်တော်စစ်တပ်ရုံကလွဲရင်ကျွန်တော်ဘာမှကျန်တာ အိုင်ဆိုင်လို့မရပါဘူးเนาะဝေဝါလို့မရတော့ဘူးဗျာအဲ့တော့ကျွန်တော်တို့ဒီလက်ရှိဒီမြေဥတော်လိုင်းကလာမှာပေါ်ပေါက်လာတဲ့အဖွဲ့အစည်းတီးတီးတွေထဲမှာပါဗျာเนาะဟုတ်ကဲ့ဒီ NUG ဆိုပြီးမြို့သားညီညီအစိုးရဆိုပြီးတော့ပေါ်ထွက်လာတဲ့ NLD ကပါတီဝင်တွေအများဆုံးပါဝင်ဖွဲ့စည်းရတဲ့ CRPH ဆိုတဲ့ဒီလွတ်တော်ကိုစားပြုကော်မတီကလွတ်ကော်မတီအစစ်ဖြစ်လာတဲ့ NUG ပေါ့အမခံရတယ်ပေါ့เนาะအမခံရတယ်မဖြစ်လာဆိုတော့လက်ရှိ ် NUG ရဲ့လောက်ကန်ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့အပြည်သူလူထုကြားတဲ့အရာမှာတော့ဒီ limit ကျော်၅နှစ်ကာလအတွင်းမှာတော့မိကုန်းထုတ်ရှာတွေတော့အများကြီးတော့ရှိနေတယ်ပေါ့နော်ဟုတ်ကဲ့အဲတို့တော့ကျွန်တော်တို့ကလက်ရှိ NUG ကိုဒီတခြားဘဏ္ဍာရေးအင်အားစုဒေါ်လာအင်အားစုတွေကိုကျွန်တော်တို့ကထိန်းကျောင်းရတဲ့နေရာမှာပေါ့နော်အတိတ်မှာပါတွေဖြစ်ခဲ့သေးတယ်တင်ငန်းစာပါတွေယူတင်တယ်ဆိုတဲ့အချက်တွေကိုပြောပြရင်ပုံသိတော့နော်ဟုတ်ကဲ့ပါအဲ့တော့ခုနပြောတဲ့ ောင်းဝါ၈၈ရေးတော်ပုံကလာကြီးကပေါ်ပေါက်ခဲ့တဲ့လက်နက်ကင်တပ်ဖွဲ့အစိုးရအဖွဲ့တစ်ဖွဲ့ရှိခဲ့ဘူးတယ်လို့ကျွန်တော်တို့သမိုင်းမှာသိရတယ်နော်ဟုတ်ကဲ့အဲ့နဲ့ပတ်သက်ပြီးတော့ကိုညာသာတို့ကျတော့အရင်ဟိုမျိုးဆက်ပေါ့ဗျာကျွန်တော်တို့လည်းအသက်အရွယ်ကြီးရဲ့လို့ဆိုတော့အဲ့ဒီကာလမှာဘလို့ကြုံခဲ့လဲဘာတွေဖြစ်ခဲ့လဲအဲ့ဒါလေးဒီချက်တော့ပြောပြမယ်ပေါ့ဟုတ်ကဲ့ပထမဆုံးကတော့ဂျီ88ရေခင်းနောက်ပိုင်းဒီကျွန်တော်တို့ရဲ့နောက်ပိုင်းမျိုးဆက်တွေပေါ့နော်စတက်အခုချိန်ထိအောင်စတက်ဖြစ်လာတာပေါ့ဒီတော့88 ဖြစ်ပြီးရနောက်ပိုင်းမှာကျွန်တော်တို့ဒီကျွန်တော်ကျောင်းသားရွယ်လေးညီမတွေကျွန်တော်ကတော့ခုတ်ခဲ့ကြတယ်ချို့ပါအဲ့လိုပဲနောက်ပိုင်းမှာတော့ကျွန်တော်60ရွေးကောက်ပဲပြီးရနောက်ပိုင်းပေါ့နော်အဲ့ဒီမှာဒီအာနာရှင်ကအာနာပြပြောင်းမှုတွေလုပ်ခဲ့တဲ့အတွက်ထပ်ပြီးတော့နောက်ဆက်တွဲအနေနဲ့ဒီ NLD မှာပါတဲ့အမတ်ကြီးတွေပေါ့နော်အမတ်တွေပေါ့နော်အဲ့ဒီအမတ်တွေကလည်းဒီဘက်ကိုတော်လေးကိုခုတာပါတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးကျွန်တော်နှစ်ပိုင်းတွေ့ရတယ်ဒီတော့အဲ့ဒီနှစ်ပိုင်းမှာကျွန်တော်ဒီចောင်းသားတွေအများစုကတော့ဟို ABSDF ဆိုပြီးတော့ကျွန်တော်လက်နက်ကိုင်း တိုက်ပွဲစဉ်မျိုးကတော့တောင်းတက်မလို့ဆိုပြီးတော့ဟိုတီထထူထောင်ခဲ့တယ်တီထောင်ခဲ့တယ်အဲအဲ့ဒီမှာခုနပြောတဲ့ဒီ60အမှတ်တရကနေပြီးတော့ဒီဘက်ကိုရောက်လာတဲ့ခံမချရင်တော့သူတို့ကနေပြီးတော့လက်ရှိပြည်တွင်း NLD ရဲ့မူဝါဒတိုင်းဆက်သွားမယ်ဆိုပြီးတော့အဝေးရောက်အစိုးရဆိုပြီးကျွန်တော်ဖွက်ခဲ့ကြပါတယ်။အမ်အမ်ယူစ်ပါ။ FGUB နဲ့ CGUB ။ဟုတ်ကဲ့။ဒီတော့ပမာလိုကကြတော့အဲကျွန်တော်ပမာလိုဆိုရင်တော့အဝေးရောက်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပေါ့နော်။အဲပြောရရင်တော့ဘာလို့မလား။ ဒီတော့အဲ့ဒီမျိုးကျွန်တော်တို့ဖွဲ့ခဲ့ကြရတယ်အဲ့လိုဖွဲ့ခဲ့တဲ့ချာရတဲ့အချိန်မှာဒီဒေါက်တာဆင်ဝင်းဟာဥဆောင်ပြီးတော့ပေါ့နော်အဲတော့လုတ်ခဲ့ကြပါတယ်ပေါ့အဲ့တော့ငူရင်းသူတို့ကင်ထားတဲ့မူရဆိုရင်တော့ဒီလက်ရှိအဝေးရောက်ဆိုရသည် ANLD ရဲ့ပြည်တွင်းမူရအောက်မှာပဲရှိရောစစ်ဆက်သွားမယ်ပေါ့စစ်ဆက်သွားမယ်ဒီတော့မူဝါဒတစ်ခုထုတ်ပြန်တိုင်းလုံးတစ်ခုလုပ်ငန်းတစ်ခုကောင်တဲ့ပုံမယ်ဆိုတိုင်းမှာ ANLD ရဲ့ပြည်တွင်းကမူရကို မဖယ်ရှားပဲနဲ့မတွေ့ဖယ်မတွေ့ဖယ်ပဲနဲ့အဲ့ဒီဘောင်လေးရပဲဆောင်ရွက်ဆောင်ရွက်ခဲ့တာကိုကျွန်တော်တွေ့ရတာဒါဆိုရင်လက်ရှိ MUG ကရောပြည်တွင်း NLD မူဝါဒတွေနဲ့တွေ့ဖယ်ဆောင်ရွက်မှုတွေရှိနေနိုင်လားဟုတ်ကဲ့အဲ့ဒီမှာလည်းကျွန်တော်တို့သုံးသက်ချက်ရပါတော့ပထမဦးဆုံး NLD ရဲ့မူရင်းပထမမူဝါဒကိုကျွန်တော်သုံးသက်ဖို့လိုပါတယ်ဒီတော့ NLD ရဲ့မူရင်းပထမမူဝါဒဒီအကျမ်းမဖက်ရင်မူဝါဒဆိုတဲ့ခေါင်းစဉ်အောက်ကသွားတာဖြစ်ပါတယ် ဒါဒါအလဒီရဲ့မူရင်းမိခင်ပါတီရဲ့ဆိုလိုမူပါဒါဆိုကြောင့်သဘောပေါက်ကိုတခါဥဟန်တာမြင့်ထုတ်ပြောတယ်ပေါ့နော်အန်ဒီနဲ့အန်ယူချီကမမဆိုင်ဘူးမတိဘူးအဲအဲ့လိုမျိုးသဘောရတဲ့စကားလုံးဝဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ပြီအဲ့ဒါဆိုရင်ခုနပြောတဲ့အဝေးရောက်အစိုးရအဖွဲ့ပဲပြောပြောပေါ့နော်ဆိုတော့အန်ဒီရဲ့မူတိုင်းသွားတယ်သွားပြီးတော့ဘာလဲဆက်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီအဝေးရောက်ဆိုတာနဲ့တွားရဲ့အချိန်မှာတော့အဲ့ဒီမှာဟိုပေါ့အဲ့ဒီရဲ့ပြင်းမူဝါဒတိုင်းတွားတဲ့အတွက် ချို့ဒီတိုက်ပွဲပေါ်ဆောင်မှုဘိုင်းတွေမှာ ABSDF ကနေရတယ်။သွားရတိုင်းသားမဟာမိတ်ညက်ဆင်းသွားရပါတယ်။ခုစိတ်ဝင်ဆိုတာဒေါ်ဆန်းစုကြည်ရဲ့ဟုတ်ကဲ့ကိုပါကိုဝန်ဘွယ်ဟုတ်ကဲ့ခင်ဗျာအကိုဝန်ဘွယ်ပါခင်ဗျာဒုက္ခရှောင်းနေအစိုးရဘွယ်ပေါ့ဟုတ်ကဲ့ခင်ဗျာအဲ့အဲ့ရနေမှာအစစ်စစ်တော့လူကြီးပြောင်းလဲရောရှိခဲ့တာပေါ့နော်ဒါမူရင်းကျွန်တော်တို့ကအခြေခံမျိုးကိုစတင်ပြရတဲ့ပုံပေါ့နော်အဲ့တော့မူဝါဒပိုင်းဆိုင်ရာမှာပထမဆုံးမူဝါဒသည် NLD ရဲ့မူဝါဒတိုင်းတွားပြီးတော့ တောင်းရခဲ့တယ်။လက်ရှိ27ကာလမှာတော့ NUG ရဲ့မူဝါဒကအဲ့ဒီပုံစံလေးနဲ့နည်းနည်းလေးကိုယ်ပြားလာတာပေါ့။လက်နက်ကန်တိုက်ပွဲဆင်ွေးလိုက်။အဲဟုတ်ကဲ့အဲ့အဲ့ဒီဘောကြီးကိုကျွန်တော်တွေ့ရတာ။ဆိုတော့ဟုတ်ပြီအဲ့ဒါဆို ABDF ကခုနပြောတဲ့ဒါလာဆင်ွေးဥဆောင်တဲ့အစိုးရတွေပဲဗျာ။အဲ့ဒီမှာတော့ကျွန်တော်တို့ဒီဘက်မှာသင်ခန်းစာယူစရာတွေရှိလား။အာရှိပါလေ။ရှိတာအဲ့ဒါလေးပြောပြပေါ့။ပထမဆုံးကတော့ကျွန်တော်ဒီ68နောက်ပိုင်းပေါ့နော်။ကာတော်လိုင်းကာလာတွေမှာဒီ SCGUB နဲ့ NSCUB အဲ့တော့ NLDL ပေါ့နော်အစစ်စစ်ပေါ့နော်ဒါအကုန်လုံးက ထွဲပေါ့နော်အဲ့လိုဆင်းသက်လာတာပေါ့အဲ့ဒီလိုနေရာမှာလေပထမဆုံးကတော့ကျွန်တော်တို့ဒီပြည်တွင်းမှာလက်ရှိအာဏာရှင်ရဲ့မတရားဟိုဘတော်လန်မတရားလုပ်လုပ်မှုတွေကိုကျွန်တော်တို့ဒီရွေးကောက်ပွဲနိုင်ငံသားနဲ့အာဏာမပေးမှုတွေပြီးလို့ရှိရင်တော့ပြည်သူပေါ်နှိမ့်ဆက်မှုတွေပေါ်မှာကျွန်တော်တို့အားလုံးကဒီဘက်ကိုရောက်ရှိလာကြတာအဲ့တော့မူရင်းမူဝါဒကရကတော့ဒီအာဏာရှင်ကိုတော်လန်မဲ့အဆုံးထိအောင်ဆွဲဘုံမှုနဲ့ပဲအန်သိချာခြားခဲ့ကြပါအဲ့အဲ့လိုတနေ့ခြားခဲ့မိငါးပိုင်းမှာ ဒီဘက်ရှေ့ဆက်ဖြစ်လာတဲ့အပိုင်းရှိလာပါတယ်။ဒီတော့ကျွန်တော်လက်ရှိ SCUV ပါဝင်ဒီ NLD အရင်ထိအောင်မှာကဒီအစိုးရပိုင်းဆိုင်ရာတွေမှာဟိုပေါ့ဟိုကြာတော်လိုင်းသက်ရှားလာတာနဲ့အမြတ်မိမိရဲ့ဟိုလူအင်အားလိုအပ်မှုအဖွဲ့အစည်းလိုအပ်မှုတွေရလူအပြောင်းလဲတွေဖြစ်လာခဲ့ပါတယ်။အဲ့ဒီလိုအပြောင်းလဲတွေဖြစ်လာတဲ့အခါမှာလဲကျွန်တော်တို့ပြောကြစကားတစ်ခွန်းလို့ပေါ့နော်။အဲမိသားစုတော်လိုင်းရေးဆိုတာမျိုး အဲကိုတူလူကိုလူဆွဲသွင်းတာမျိုးလေအတမိုင်းလေးတွေရှိခဲ့ဘူးပါဟောဟာလက်တင်ရဆိုတော့ခေါ်တာလက်တင်ရဆိုတော့ခေါ်တဲ့ဒါဆိုဒီဘက် NUG မှာဟောတာမျိုးတွေဖြစ်နေတလားဖြစ်တာရှိဟုတ်ကဲ့ဒါကလည်းလက်ရှိအနေအထားကိုကျွန်တော်တို့ကမိမောင်းထုတ်ပြရရင်ပေါ့နော်အကယ်၍သာအဲ့လိုမရှိဘူးခုနကနီလန်ကြားနဲ့တကယ်ကိုပဲဟိုတက်တိနားလဲပညာရှင်တွေကိုတက်တိနားလဲတဲ့နေရာမှာထားမယ်ဒီနေရာမှာဒီလူတင့်တော်ရင်ဒီလူကိုကျွန်တော်ခေါင်းဆောင်ခတ်ဟိုနေရာမှာဟိုလူတင့်တော်ရင်ဟိုလူကိုခေါင်းဆောင်ခတ် တို့ရဲ့အမှားကံကျွန်တော်တို့ကျွန်တော်တိထားပြီးရင်လူမှန်နေရာလူမှန်နေရာမှန်ဖြစ်မယ်ဆိုရင်ကျွန်တော်ဒီဒီဒွန်လိုင်းကဒီတပုံမြန်မာတဲ့ဒီတော့အဲ့ဒါဆိုလို့ရှိရင်အခုကျွန်တော်မကြေလည်မှုလေးတွေခက်ခဲလေးတွေဒီစုံနေရာပေါ့နော်ဖြစ်လာတဲ့တုတ်တိုက်မှုလေးတွေဆိုတာကကျုံနေရာတွေမှာသူ့နေရာနဲ့သူဟိုဟိုနေရာချထားမှုလွဲနေတဲ့ဆက်သဘောတရားမျိုးတော့တိတ်ရောက်နေရလို့ကျွန်တော်တို့ယူဆအဲ့တော့အန်ဒီဒီဒီဝေရောက်ဆိုးရောက်ဖွဲ့တော့ဆင်မှုဥဆောင်နေဆိုးရောက်ဖွဲ့ဟာစီရေးပိုင်းကိုတော့ ABDF နဲ့ပဲတိုက်တယ်မတိုင်းနိုင်ဘူးပေါ့နော်တိုင်းနိုင်ကိုအောင်ပြီးတိုက်ဟုတ်ကဲ့ သူကတော့အစိုးရအနေနဲ့ပဲနေတယ်ဟုတ်ပါတယ် NLD မူတိုင်းသွားတယ်ဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီ ADA မှာကျွန်တော်တို့ဒီလက်လက်ကန်တော်လိုင်းတိုက်ပွဲကတော့ကြီးကြီးမားမားမဆင်နွှဲနိုင်ခဲ့ဟုတ်ရှိရှိပါလေရှိရှိပါရှိရပါလေအဲ့ဒါလေးပြောပြပါအဲ့ရောပေါ့ပထမဆုံးဒီ ABSD ရေပြောင်းလာပြီမှာဆိုရင်ကျွန်တော်တို့ကဒီဘာပေါ့ဒီ ठी လက်ခေါ်တို့ခေါ်မှာပေါ့နော်တိုက်ပွဲကျွန်တော်ကနံပါတ်တွေတက်ပြီးတော့မမှတ်မိရောပါဘူးဟိုငနေပညာနဲ့နေသွားတယ်ပေါ့နော်ပြီးတော့တိုက်ပွဲကြီးကြီးမားမားရှိပါ ဒီတော့အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်မန္တလေးဘလောက်မှာဆိုလို့ရှိရင်လည်း APS ရပ်ကနေပြီးတော့ကျွန်တော်တို့ရဲ့ဘာတွေဟိုတက်စကန်တွေကသာရှိပါတယ်ပေါ့နော်ပြီးလို့ရှိရင်လက်ရှိ SGU ပဲကွာ NLD အရေးပေါ့နော်အဲ့ဒီအရာစာကျွန်တော်မန္တလေးဘလောက်ထိုင်မှာလည်းကျွန်တော်စပြီးရရှိခဲ့ရတယ်ရှိပါတယ်ဒီတော့ဖြည်းဖြည်းချင်းချင်းမှာအဲ့ဒီအချိန်တုန်းကဆိုရင်လည်းရန်သူကဟိုပေါ့ဒီတက်ကွန်တစ်ခုကိုဒီကျွန်တော်တိုင်းရင်းသားတွေမဟာမိတ်တွေရဲ့တက်ကွန်တစ်ခုကိုစစ်ထိုးမယ်ဆိုလို့ရှိရင်ဒါမရမနေမစုတ်တမ်းပေါ့နော်ရန်သူကအသေးခံပြီးတော့ထုတ်ခဲ့ရတယ်ရှိပါတယ်အဲ့တော့ဆိုရင်ကျွန်တော်ပြောပြမယ် ဒါဆိုရင်ဒီဝေရောက်ဆိုရအဖွဲ့ကဘလို့ပြတ်သွားဘလို့ပြောက်သွားပြီးတော့ဘလို့ဖြစ်သွားတာလဲပေါ့အဲ့ဒါလေးကျွန်တော်တို့မသိဘူးဟုတ်ကဲ့ပျောက်သွားရတော့မဟုတ်ပါဘူးဟုတ်ပထမဆုံးကတော့ဒီ NCGUB ကနေမှ SCUB SCGUB ဟာ LDL ပေါ့နော်မူရင်းတိုင်းမှာကတော့ချို့ဝင်ကြီးတွေချို့အားတွေကတော့ဖြည်းဖြည်းနဲ့သူတို့ကနေရာပြင်ပေးတာပေါ့နော်ဟုတ်ပြီဒီကနောက်တလာတဲ့သူတွေရှိရဲသူတို့သူတို့လုံးနဲ့နေခိုင်းနေဆိုရင်သူတို့ကလိုအပ်ရင် လူလူကြီးလူပေါ့ဆိုတော့ဖယ်သွားရမှာအဲ့ကလူကြီးတွေကတချို့ကြတော့လေပြည်ပနိုင်ငံတွေကိုဟိုရောက်ရှိသွားကြရတော့ပေါ့နော်အဲ့ဒီမှာနောက်တက်လာတဲ့လူငယ်တွေထပ်ပြီးတော့စစ်စစ်လက်စင်ကန်းလာကြတယ်ပေါ့အဲ့တော့လက်စင်ကန်းလာရင်းထဲမှာအခုလက်ရှိ2010ပေါ့နော်2010ဒီဦးသိန်းစိန်ဘီ2010စနစ်မေဆုလွတ်လာပြီးတော့ပေါ့နော်အဲ့ဒီကာလတွေမှာကြတော့ဒီဘက်မှာကဖွဲ့စည်းပုံရန်တွေကတော်တော်များများကြောင်းလဲကုန်ပြောင်းလဲကုန်ပြီဖြစ်ပါတယ်အဲ့ကြောင့်လို့အဲ့အဲ့ဒါလေးမှာတစ်ဆင့်ခုနကပြောသလိုမျိုးနိုင်ငံခြားတည်တည်ကိုပေါ့နော်နိုင်ငံတကာတည်တည်ကိုအဲ့ဒီကမူရင်း ရှိခဲ့တဲ့ပုံပုံတို့များကရောက်ရှိမကြတာဖြစ်အဲ့တော့ဒီအဝေးအစွဲပြည့် SGUG ကမရှိတော့ဘူးဟုတ်ကဲ့ခု loss တော့ဒီမှာပေါ့တော့မရှိတော့ဘူး။ဒါပေမဲ့ Nvidia ကတော့ရှိသေးတယ်။ Nvidia ကရှိပါ။ကျောင်းသားတက်မတော်ကတော့လက်ရှိပါလေလူဦးတော်လေးမှာပါဝင်တိုက်ပွဲရှင်ရဲနေတယ်။ဒီ music ကျွန်တော်တို့ ADA music ကအကူတွေပေါ့ဗျာ။နောင်တော်တွေပေါ့။တချို့တကယ်လုတဲ့နောင်တော်တွေရှိတယ်လို့ရောင်နေတဲ့လူတွေရှိတာပေါ့ဗျာ။ဒါပေမဲ့တော့ရောင်နေတဲ့လူတွေပြောတော့ပေါ့။ဟုတ်ကဲ့။တကယ်လုတဲ့ music အကူတွေကနေပြီးတော့ထပ်မံဒီ music တွေထပ်ပြီးတော့ထင်ရှားပေးပြီးတော့လက်ရှိအညာမှာဟော စစ်ခွင်ကြီးအများကြီးမှာ PDF ကြောင်းသားတက်မတော်ဟာ PDF တွေနဲ့ပူရဲတိုက်ပွဲဝင်နေတာတွေ့ရတယ်။အဲ့တော့ကျွန်တော်တို့ကဒီအရင်ကအစိုးရတပ်ဖွဲ့ရှိခဲ့တယ်ဆိုတာကိုတော့ကျွန်တော်တို့သိပြီး2010နောက်ပိုင်းမှာတော့အကြောင်းကြောင်းကြောင့်ပြတ်တူပေါ့နော်ပြတ်တယ်လည်းမဟုတ်ဘူးပြတ်ဘူးလည်းမဟုတ်ဘူးမရှိတော့သလိုဖြစ်သွားတယ်ပေါ့ကွာဒါပေမဲ့လို့အခုတော်လိုင်းရင်းမှာလည်းအဲ့ဒီချို့လူကြီးချို့လူကြီးတွေပေါ့နော်ချို့လူကြီးတွေနဲ့လက်ရှိ NUG နဲ့ဆက်ဆက်ပြီးတော့ပေါ့နော်ဒီ NUCC NUG ပေါ့နော်အဲ့ဒီထဲမှာလည်းသူဆက်ဆက်ပြီးတော့လှုပ်ဆောင်နေကြတယ်ဆိုတာမျိုးလည်းကျွန်တော်သိထားတာရှိပါတယ်ပြီးတော့ အဖွဲ့အစည်းနေရမရှိတာအဲ့ဒီမှာပေါဝင်ပတ်သက်ခဲ့တဲ့တချို့လူကြီးတွေပေါ့နော်တချို့လူကြီးတွေကတော့လက်ရှိမှာလည်းအပူပေါင်းဆောင်ရည်ဆိုတဲ့သဘောတရားမျိုးတွေ့ရပါပြောလို့ရတာကတော့ဒီဒေါ်လာရေးကိုလို့မျိုးဆက်အတီးတီးကဆက်လက်တဲဆောင်ဆက်လက်တဲဆောင်လာပါတယ်တစ်သက်လေဟုတ်ကဲ့ဆိုတော့ဟုတ်ပြီအဲ့ဒါဆိုရင်လက်ရှိအဲဒီ NUG ရဲ့အခန်းကဏ္ဍကိုတော့ရှေ့လျားသွားမှဆိုလို့မပြောချင်ဘူးလက်နက်ကင်တိုက်ပွဲကိုကျွန်တော်ရွေးချယ်လိုက်ပြီးပြီဖြစ်တဲ့အတွက်ရှေ့ရှေ့ဝူးကြီးတွေလည်းမြများဆဆတွေလည်းပြောနေအာယုန်တွေနောက်တယ်ဟုတ်ကဲ့အဲ့တော့စစ်အနိုင်တိုက်ရေးကိုရှေ့ရှုဖို့တာလိုတယ် စစ်မနိုင်ရင်တော့စိန်ခေါင်းလောက်တော့အာနာရှိမယ်မထင်မလဲပါမလွယ်ပါနော်အဲ့တော့ဟုတ်ပြီအဲဒါကတော့ကျွန်တော်ဒါဒီမှတ်သားစရာလေးတွေကိုထည့်ပြောတာဖြစ်ပါတယ်ဒီနောက်ဆုံးရသတင်းတွေမှာတော့ကျွန်တော်ကျူတွေဟောခွေးချင်းကြိုက်တဲ့ဘွဲတွေရန်ကုန်မှာဖြစ်နေပါတယ်အဲ့တော့ဒီလက်ရှိမင်းအောင်လိုင်မင်းအောင်လိုင်ပါဗျာဟုတ်ကဲ့ဒီစီရေးဆိုင်ရာဒီကျွန်တော်တို့အတတ်ပညာကျမ်းတွေပေါ့ဗျာစစ်ဗျူဟာကျမ်းတွေကိုလေ့လာကြည့်တဲ့အခါလက်ရှိမင်းအောင်လိုင်ရဲ့စစ်တပ်ဖြစ်နေတဲ့ပုံစံက တကယ်ကိုစစ်ရှုံးလုပ်မဲ့အခြေအနေများကိုရင်ဆိုင်နေရတာပါကျွန်တော်တို့လက်လို့စပယ်ပြောနေတာမဟုတ်ဘူးစိတ်ကူးရင်ပြီးပြောနေတာပေါ့ကျွန်တော်တကယ်ကိုအချက်လက်ရတတိချင်းပြောမယ်ဆိုရင်တော့စစ်ရှုံးလုပ်မဲ့အခြေအနေဟုတ်ပါတယ်သို့တော့ကျွန်တော်တို့ကကျွန်တော်တို့ဘက်ကစစ်နိုင်အောင်တိုက်မဲ့သူကဘသူလဲဆိုတဲ့ကိစ္စကျွန်တော်တို့ကစဉ်းစားနေရတာဟုတ်ကဲ့နော်ဟုတ်ကဲ့ခိုင်ကြီးရဝင်တိုက်ကြမှာလားခိုင်ကြီးတိုက်ချလိုက်မှာလားကေကေအန်ယူကတိုက်မှာလားဟုတ်ကဲ့ကျွန်တော်တို့ဥမာဝကစ်ချင်ကတိုက်မှာလား တိုက်ရတော့တိုက်နေတယ်ဒါပေမဲ့ဒီလိုတိုင်းသားမင်းမီတွေမှာတိုက်နေတယ်အန်ယူဂျီကဥဆောင်တိုက်မှာဘလို့မှကျွန်တော်တို့နည်းနည်းရှုပ်ထွေးရှုပ်ထွေးနေတယ်ပေါ့နော်ဆိုတော့ဒီအချိန်မှာလဲခုနပြောတယ်ကျွန်တော်ပြောတယ်တက်မင်းပြုတ်ပွဲမှုပြုတ်ပြဲဖြစ်မှုအမိတ်စစ်တဲ့အမိတ်ပေးကိုကဲမှုဟာအာရော့လာမှုဟုတ်ကဲ့ဒါရီယာဆက်ရှင်ကြီးအကြောင်းတရားတွေဟုတ်ပါတယ်အတက်ခိုင်ပါတဲ့အချက်တွေကျွန်တော်ရှိနေတယ်တို့သိသွားမှာမပြောတော့ဟုတ်ကဲ့နော်အဲ့တော့ကျွန်တော်မူရင်းရပါတော့လက်ရှိ ဒီလက်ရှိမြန်မာနိုင်ငံအနေနဲ့ပေါ့နော်ကျွန်တော်သုံးသက်ဆရာရှိပါတယ်ဘယ်လိုသုံးသက်လဲဆိုတော့ကျွန်တော်တို့တွေဒီသူများကပဲအကူနေမှာလားဆိုရင်မေကုံပေါ့နော်ဒါတိတိချက်ပေါ့နော်ဥပမာပေါ့ဟိုတိုင်းလာပဲအကူတွေပဲပြောနိုင်ငံတကာအကူတွေပဲပြောပေါ့နော်ဘာလို့နိုင်ငံရေးသမားတွေနိုင်ငံရေးနိလန့်ရသွားနေတဲ့နိုင်ငံတကာအကူပေါင်းအကူလိမ့်မယ်အဲ့ဒီလိုဒေါ်လာရေးဖွဲ့တွေကလည်းအင်အားကြီးတဲ့သူတွေကိုကျွန်တော်အကူမိကောင်အကူမိပါဘူးဟုတ်တော့ဒါပေမဲ့လို့အဖြစ်သည် ပြည်သူတွေရဲ့လက်ထက်မှာပဲရှိပါတယ်ဒီတော့ဟုတ်ပြီကျွန်တော်အားကိုးသလိုဖြစ်မလားဆိုတဲ့မိကုန်းတွေလည်းရှိပါတယ်ဒီတော့ဟုတ်ပြီနိုင်ငံတကာကိုပဲကျွန်တော်စဉ်းစားကြည့်အောင်လက်ရှိနိုင်ငံတကာကိုအားကိုးပြီးတော့ကျွန်တော်နိုင်ငံတကာတောက်ဆုပ်ကြရရှိတယ်လူအခွင့်အရေးတွေကနောက်ပြောချင်းပစ္စည်းပညာကူကောက်ပေါ့လေဒီတော်လိုင်းကြီးကထောက်ပံ့နေပေါ့နော်အဲ့ဒါ ADA တွေကတောင်းနေတောင်းနေကြတာတောင်းနေကြတာတွေကပခံမဲ့ကျွန်တော် စင်ပြေလောက်အောင် PPCC ဖြစ်လောက်အောင်မရှိခဲ့ပါဘူး American ဆိုရင်ကျွန်တော် ADA တွေကမျောလင်းခဲ့တယ်ပေါ့ဗျာဟုတ်ကဲ့ပင်လယ်ကွေ့မှာတမောကြီးစိုက်ပြီဟုတ်ကဲ့ဟုတ်ကဲ့ ADA ADA ပြီးသွားတော့ကတွေဥတော်လိုင်းမှာလည်းအတူပြီးဝင်လာပဲဟုတ်ကဲ့82နာရီစောက်ဟုတ်ပါတယ်ဟုတ်ပါဒါပေမဲ့ဒီနေ့ဒီချိန်ထိရတော့ကျွန်တော်တို့ခုံကျွန်တော်တို့အားနဲ့လုပ်နေကြကိုခုံကွာနေပဲရုံးကန်ပေးရတာအဲ့တော့တခုကောင်းတာကတော့ဗနငယ်ရဲ့နွမ်းမှုမှုအောက်မှာမှာရှိမနေတဲ့တော်နိုင်ရည်ဒီအင်မတန်တန့်စင်မှုတန့်စင်မှာမြင်ပါပါလေတခုမကောင်းတာကတော့ကျွန်တော်တို့အမိမရှိဘူး ယေရှုရက်တည်နိုင်ပါလားဟုတ်ကဲ့အမြဲတမ်းရေးကြည့်ပါလေနောက်ပြီးတော့ဒီလက်ရှိတော်လိုင်းရေးကာလဟာအမြဲတမ်းရှုပ်ထွေးတာဟုတ်ကဲ့တရင်းနေဖောင်းပွားမှုပေါင်းစုံတွေ့ကြရပြောတာတွေပုတ်ခတ်ဝေမှန်မှုတွေဟုတ်ကဲ့အရှမ်းပေါ်တော့ဟိုစိတ်ပြက်စရာပေါင်းတော့အချိန်ကြီးတွေ့နေရပါလေတွေ့ရင်ဆိုင်နေရတယ်ကျွန်တော်တို့ကိုယ်တိုင်မနေ့အတင်းရင်ဆိုင်နေတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ပြည်သူကတော့ပုံဆိုးတာပုံဆိုးတာပေါ့အဲ့တော့ကျွန်တော်တို့ပဲကြည်ပဲဖြစ်တာလားဆိုတော့မဟုတ်ဘူးမဟုတ်ဘူးမင်းအောင်လာရင်တို့ဖက်စစ်ထက်ဘက်မှာလည်း ီသူ့သူ့လူသူပြန်ဖမ်းတယ်မစော်ဘုံရင်ကိုဖမ်းလိုက်တာတွေနော်ဟုတ်ကဲ့ပြူတွေအချင်းချင်းအဲ့ဒီဒီဆိုတော့အာမနေ့ကပဲကျွန်တော်ဂူကြက်တိုင်းပေါ့နော်သတင်းတပုတ်တက်လာတာတွေ့ရပါတယ်ဟုတ်ပြောပါအဲ့ဒီမှာလည်းအံ့ဩစရာဗျာဟိုမင်းအောင်လိုင်းရဲ့တက်ကလိုတမျိုးမလိုတမျိုးပြီးလို့ရှိရင်မွေးမယ်ပေါ့ဗျာအဲမွေးပြီးရင်တို့လိုတို့လိုတမျိုးမလိုတမျိုးအတုံးချခံတယ်လိုရင်တုံးမယ်ဗျာလိုရင်တုံးမယ်မလိုမတုံးဘူးဆိုတာပြောပါတော့အဲ့ဒါကြီးလည်းကျွန်တော်တွေ့နေရတယ်ဗျာအဲ့ခုပေါ့လက်ရှိကျွန်တော်တွေ့ရတဲ့သတင်းတပုတ်ဆိုရင်ပေါ့နော် ပေါ်မှာဖြစ်လာတယ်အဲကျွန်တော်တို့ရန်ကုန်ရန်ကုန်ကမာရွတ်ဟုတ်ကဲ့ရန်ကုန်ကမာရွတ်နေအဲ့ဒရင်ကျန်းရှင်မော်ဒင်ဟုတ်ကဲ့ပြောတာဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒရင်အဲ့ဒရင်အဲ့ဒီမှာပြမောက်တော့ဖြစ်စင်ကတော့ဗျာဒီလူငယ်စုကပေါ့နော်ဒုတ်သားတွေနဲ့ရိုက်ကြရံဖြစ်ကြအော်လူငယ်နှစ်ပွက်ရံနှစ်ပွက်လူငယ်နှစ်ပွက်ရံဖြစ်ကြအဲ့ဒီမှာကင်တော်ကတနက်ကန်ရက်ထီအောင် ပါလာတယ်တနက်တွေဒါတွေပါလာတယ်ဒီအဲ့လူငယ်တွေမှာတနက်တွေကင်ဆောင်လာတဲ့အနေအထားဆိုတော့သူတို့ကလည်းဘာလဲဆိုတော့ဟိုဒါခမန်းလို့ရပြီပေါ့နော်အဲ့ဒီမှာပထမကားကနောက်ကပထမကားကိုနောက်ကားကလူရဆင်းခုတ်ဟာအဲ့လိုဆင်းခုတ်လိုက်တော့နောက်ထပ်ကားနောက်စီးကကက်ရတာဟာပြီးတော့ဆင်းခုတ်တဲ့ကောင်လေးထက်ခုတ်ဟာဒီတော့ဒါအဲ့ဒါကျွန်တော်တို့ဂျန်ရှင်မော်တင်မှာဖြစ်သွားတဲ့ကိစ္စပေါ့နော်မင်းမင်းစီရဲ့မင်းမင်းစီရဲ့လုံးဝပဲနော်အဲ့တော့အဲ့ဒီကပုံမှာပေါ့နော်ဟိုပေါ့အချင်းချင်းပြန်လာ ခုတ်ကြရင်လည်းမာသူတို့ရဲ့ဒီတရင်ကြာတော့လာမသိဘူးရဲတွေပေါ့ဗျာရောက်လာတယ်ပေါ့အဲရောက်လာတဲ့အချိန်မှာမာသူတို့သိတာကအဲကောင်းမလေးကိစ္စဘယ်ဟုတ်မလဲအဲ့ဖွဲ့ရလဲပြူစောလေးဖွဲ့ဖြစ်နေတယ်သူတို့မွေးပြူစောလေးပဲဟုတ်ကဲ့ပြူစောလေးဖွဲ့ဖြစ်နေတယ်ဒီသူစစ်ပြူစောလေးဒီသူစစ်ပြူစောလေးပါအော်အဲ့တော့သူတို့ကိုမဖမ်းလားမဖမ်းလို့မရဘူးခက်နေတာကအဲ့ကောင်းမလေးကိစ္စရဲရပါပါနေဟာ ရှက်ဝပါနေတယ်ဒီကသူ့ကောင်မငါ့ကောင်မဆိုဖြင်းနေမှာအုပ်စုတွေခြားခြားနေကိစ္စဒါသူတို့မွေးထားတဲ့ကောင်တွေကဖြစ်တာအဲဖြစ်တယ်မှာကတော့ဗျသူတို့မွေးထားတဲ့ကောင်မလက်နဲ့တွေပါသူကပေးထားတာဗျအဲ့တော့ပြကတ်မှုတွေဖြစ်ပြကတ်မှုတွေကတော့မနိုင်မနှင်းကြတမရဲရလာပါတယ်ပေါ့အဲရဲလာတယ်ဆိုတော့ထပ်ပြီးတော့အဲရဲမှာတမရန်ရောဟာအဲဖြစ်စင်နေတာအဲ့လိုအဲ့လိုတမလိုက်တဲ့ခါကျတော့ဗျဒီလက်ရှိအနေထားရဆိုတော့ရဲတအူးတော့ထိခိုက်သွားရလို့ကျွန်တော်တို့သိရတယ်။အဲလက်ရှိအနေထားရပေါ့နော်။အဲ့ဒီမှာထိခိုက်သွားတယ်။အဲ ယ်အဲ့ဒီကပြူစောတိပြူစောတိရဲ့အနေနဲ့ကလည်းပြူစောတိရဲ့အနေနဲ့ကလည်းပေါ့နော်လက်ရှိလှိုင်းအဲ့ဒီကဖြစ်စဉ်ကမန်ကလန်ဆာပေါ့อืมသူကဖြစ်တာကမှရောอืมအဲ့ပြူစောတိခေါင်းဆောင်ကသူကစန့်ထည့်ရဲ့ဩစန့်ထည့်စန့်ထည့်သူ့ရဲ့သူကလှိုင်းဘက်ကอืมလှိုင်းဘက်ကသူမင်းမကလိုင်စင်မဲ့စိုက်ကြကိုစီးရဩဝိတာ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 စိုက်ကြဒီတော့အဲ့ဟိုကမယုံမြို့နယ်ရေစကန်မှာတောက်ဖန်ရှိတဲ့ပုဂ္ဂိုလ်ကကုနာဆိုင်ကိစ္စကိုဖြတ်ပြီးတော့ ဲ့လိုဖန်စီလိုက်တော့စမ်းထရရနေပြီသူ့ဆိုင်ကပြန်ပေးဖို့ရေစကောင်ဖြဲတာရေစကောင်ကဖြဲတာဟာပြောင်းပါမင်းတို့ယူသော်ဒီဒီသူစစ်ကွာဒီသူစစ်မင်းတို့ပါဟုတ်လားအဲ့အဲ့လိုကဖြဲတာဒီအဲ့လိုကဖြဲတော့ပေါ်ပြအဲ့လိုနေစကားများကြတာပေါ့ဗျာအဲ့တော့ဒီခေါင်းဆောင်နဲ့သူ့ရဲ့အဖွဲ့တွေအကုန်လုံးကလှိုင်မျိုးနဲ့ရှစ်ရက်ကွက်အချုပ်ရင်မှုစမ်းထေးနော်နောက်၆ရက်ကွက်အချုပ်ရင်မှုကျော်သူဟာအဲ့ပြီးစလိုင်းမျိုးနဲ့ဆရက်ွက်အချုပ်ရင်မှုတန့်စင်ဦးနဲ့ပြူစောသူဖောက်ဝင်20ခန့် အာဘာဖြစ်လဲအဲအဲ့ဒီ20ခန်းကနေပြီးတော့သူတို့ကိုတက်ဆင်ပေးထားတဲ့လက်နက်တွေယူဆောင်ပြီးတော့ဟာ yes ကောက်တော့ဖြစ်ရဝင်စီးတာအော်ဝင်စီးတဲ့သဘောမျိုးဟုတ်လားအာခင်ဗျာအင်းအားလည်းနည်းအောင်မဟုတ်ဘူးလေကတွက်ကြည့်လေအဲ့ကလှိုင်များရှိတဲ့ဒူဇော်ဒီရဲ့အကုန်လုံးပါသွားတဲ့အချို့ယူမှုလေးဆိုတော့အိုးဖက်စစ်တဲ့ဘက်မှာကဒူဇော်ဒီပြည်သူစစ်အဲပြည်သူစစ်ဒီဘက်တော်လိုင်းဘက်မှာပါကပါဆိုတော့အဲ့လိုဖြစ်နေတာဒါတော့ဟိုဒီဘက်ကိုဝက်ဆက်လိုက်ဖက်စစ်ဘက်မှာတော့ဒီတော့အဲ့ရောပြန်ပေးဖို့တောင်းဆိုတာကနေမှအဲ့ကောင်ကထတ်ချိုက် ရဲနဲ့ချောင်းနဲ့ရဲထက်ချောင်းရိုက်နေမှုလဲကုန်ဖြစ်တော့ဗျာပြန်ရပြစ်မှုတော့เนาะပြစ်တာပြစ်တာအလိုအဲ့ဒီမှာထိပြစ်တယ်ပြစ်တယ်ပြစ်တယ်เนาะအဲ့လိုဖြစ်ပြီးတော့မှဒီကရိုက်နေဘယ်လိုလုပ်သူစစ်တပ်ကနေပြီးတော့အေစီကားရောမြန်ရောကားရောပေါ့စစ်တပ်စစ်တပ်ကလားအလားလားသူအချုပ်ရင်ဖွဲ့ပေါ့เนาะသူတို့စက္ကစားပကမလို့အဲ့ဒီမှာချရရင်ဒီမှာရဲဘက်ကလည်းနှစ်ဦးထိပါသေးတာအဲတေးရုံတော့မတိရသေးဘူးဗျအထိသွားတယ်ဆိုလည်းအဆင်ပဲအမှန်တိအမှန်တိသေးချင်တာအဲအထိသွားဆိုတော့တိရတာပေါ့နော်ဒီတော့ ရန်ကုန်မြို့လေကောင်မှာလမ်းကမာကြီးဆိုတာမြို့လေကောင်မှာမြို့လေကောင်ကိုဗျာခင်ဗျာအဲ့လိုမြို့လေကောင်မှာတကယ်တကယ်ရမ်းမယ်ကြမ်းမယ်တနက်ကင်မယ်လူတွေပေါ်မှာလူမဆန်မယ်လုံနေတဲ့ကောင်တွေအဲ့လိုကောင်မညာသည်ပြူစောတီစစ်တပ်မွေးတဲ့ကောင်တွေဆိုတေချာနေတာပေါ့ဗျာကပိုင်းတွေတကူးတွေအကုန်လုံးကသူတို့မွေးလာတာဗျာအခုခက်နေတာကထောင်ထဲမှာအရင်လူစုံလူမိုက်တွေအကုန်လုံးကိုသူတို့ဆက်အလာတင်ပြီးတော့လွတ်ပေးလိုက်လွတ်ပေးလိုက်တယ်လွတ်ပေးလိုက်ပြီးတော့သူတို့က ဲ့ရက်ကောင်တွေကိုပြန်မွေးလာမွေးရပြီးတော့မင်းတို့ရက်ွက်ထမရမ်းချင်တယ်ရမ်းချင်တယ်မင်းတို့ကောင်တွေမိတရမယ်ရက်ွက်တရကောင်တွေအတန်ဖြစ်စေနဲ့အဲ့ဒါဆိုရင်မင်းတို့စင်ပြာပြောလိုရပြောအဲ့ဒါဆိုတာကအခုဘေးရွေးမောင်းချင်နေဟုတ်ကဲ့ဆိုင်ကယ်ဘေးရွေးမောင်းချင်ပြည်သူစစ်တယ်ဝင်ရဟာအဖြစ်အဖြစ်အချင်းတွေကအဲ့လိုဖြစ်သွားတယ်အဲ့လိုဖြစ်နေတာဟာမဟုတ်ဘူးလားဟုတ်လားဂျန်ကုန်လားသိတယ်ဟုတ်လားနော်อืมအချင်းတွေကတော့ဝရမတုံငါကြီးဖြစ်နေပြီဟုတ်ကဲ့ပြည်သူတွေကသတိရှိပြီးတော့ညံပါပါနဲ့ရှင်တန်ဖို့ပဲလုပ်တယ် ခုနပြောတဲ့စစ်မနိုင်ပဲနဲ့စစ်အတွင်းကာလဟုတ်ကဲ့တော်လန်ထိုးစစ်ဒီပြည်တွင်းစစ်ဘယ်လိုပြောပြပါလက်ရှိကတော့စစ်အတွင်းကာလကိုရောက်နေပြီလို့ပဲကျွန်တော်တို့ကမြင်တယ်မြင်တယ်အခြေအနေတွေအားလုံးကိုလက်ပေါ်တင်ကြည့်ရင်တော့ရောက်ပြီဆုံးပြီပြည်သူလူထုဘဝလုံခြုံရေးတွေလုံးဝလုံးဝမရှိတော့ပါဘူးရှိတော့ရှိဒီဘက်မှာကပြည်သူစီပြည်သူစိုးလီဖြစ်နေတယ်ဘတ်စစ်တပ်ပါဟိုဘက်မှာလည်းပကပါဆန္ဒပြတပြောင်းပြောင်း ဟုတ်ကဲ့ဆိုတော့ဒီလူကခုနမင်းကပြောသူပေးချက်နှစ်ချက်ကလာပါရက်နှစ်ချက်စူကြကဘူကကျွဲ့နေကောင်ကြာမြေစာပင်ဟုတ်ကဲ့ဆိုတော့ဒီသူလူလူကြီးမားတာတွေမှန်တာတွေကတော့နောက်တစ်ချိန်မှပြောကြတာပေါ့နောက်စဉ်းစားပြောကြတာပေါ့တော်တော်စေကမီးဝိုးရောင်ကာလာဟုတ်ဟုတ်ကဲ့ဒီအပြင်ပို့ပြီးတော့ဟိုခက်ခဲနိုင်တဲ့ကာလာတွေကချက်တန်းတော့ချက်တန်းဒါကြောင့်မလို့လေကျွန်တော်တို့အနေနဲ့ကနိုင်ငံတကာတွေဘာတွေမျှော်လင့်တာလို့လေခေါင်းထဲထည့်စေခြင်းမဟုတ်မိမိခုမိမိအားနဲ့ဒီတော်လိုင်းရေးကိုကျွန်တော်စူးစမ်းရမှာဒါပေမဲ့တော်လိုင်းရေးကပြည်သူကစူးစမ်းတယ်ဗျာ ဟုတ်ကဲ့ပြည်သူကတိပြီးပြီဟုတ်ကဲ့ဟုတ်တယ်ရွေးကောက်ပွဲအာဏာမလွှဲဘူးစံနာပြကြတယ်ဟုတ်ကဲ့ပြစ်တတ်တယ်88ရေတော်ဘုံကြီးပြစ်တတ်ပြစ်တတ်ခဲ့တယ်ဟုတ်လားအဲအခု21 29 27 27ကျော်တာပါတော့2000ချွေရအောင်ကောင်းကောင်းကဲ့ပြည့်တယ်ပြည့်တက်ခဲ့တာပါအခု21ပြည့်တက်ထားပါပဲအဲ့တော့စစ်တပ်ဟာဘလို့နီးနေမှညီညီချင်းချင်းပြောလို့မရတော့ဘူးဆန္ဒပြလို့လည်းမရတော့ဘူးအဲ့တော့လက်လက်ကန်ဒေါ်လာရေးကိုဆင်နွှဲမယ်လို့ဆုံးဖြတ်လိုက်တာ ဟုတ်ကဲ့လူလူကြည်တူလူလူပါကြည်တူလူလူအဲ့ဒီလူလူရဲ့ဆန္ဒသဘောတော်ကိုတွေးဖယ်ပြီးလုံမဲ့လူလူလုံမဲ့လူတွေလုံမဲ့လူကြံတဲ့လူတွေကတော့တမိုင်းနဲ့တက်စမှာရှိနေအကုန်လုံးဟုတ်ကဲ့ပြည်သူကဒီအချိန်ထိရုန်းကန်ပြီးဒီလောက်ဒီစစ်တပ်ကိုတောင်းခံလာခဲ့မှာရတော့မယ်ဟုတ်ပါတယ်အမြင့်မဖြတ်ရင်ဒီလူတွေထပ်ဖြစ်နေအောင်မှာထပ်ဖြစ်နေအောင်မှာထပ်ပြီးရက်ဆက်ရုံမှာမိုက်ကန်းနေအောင်မှာ အဲ့ဒီပြင်တနေ့ရပဲပြောဦးမယ်မိချီလာမှာလဲအဲ့လိုပြူစောတိကောင်ပဲအဲ့ပြူစောတိကောင်မိချီလာနေမှာဆိုရင်လည်းပြူစောတိကောင်ကိုတဲ့ပေါ့နော်ဇော်ယူထွန်းနဲ့ဟုတ်ဆိုလို့အဲ့အဲ့ပြပြူစောတိကောင်ဇော်ယူထွန်းကိုလည်းသူတို့စစ်တပ်ကစစ်တပ်ကလည်းပြန်ပြီးတော့ဖမ်းတယ်သူတို့ခိုင်းတာကိုအဆင်မပြေတော့ပြောချင်တာအဲ့ဒါပဲဒီကတပတ်ဒီဘတ်စစ်ဆေးဟုတ်စုဘက်မှာလည်းဖေဟုတ်ပြီဟုတ်ကဲ့ဒီဘက် NUG ဒေါ်လာရင်းအင်အားစုဘက်မှာလည်းဒီမှာတပုံထုတ်ကုန်လို့ဘာလို့ပြတ်ခတ်နေလဲဟုတ်ပါတယ်ဟုတ်ပါတယ်ဟုတ်ပါတယ်အဲ့ဒီချိန်ကြီးခြားထဲမှာ ီသူလူလူကြီးကျွန်တော်တော်တော်စိတ်ညစ်နေတယ်ပြီသူလူလူကတော့ပြောမှမနေဘာပဲပြည့်ပြည့်ရှင်တန်ကြမယ်အတူသွားကြမယ်အတူရှင်တန်ကြမယ်အတူရအောင်အောင်မြင်အောင်ကျွန်တော်စူးစမ်းကြပါမယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ